အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ29ရက်ညပိုင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိုက်တန်သတင်းတွေထဲရွက်ောက်ပွဲမှာ electronic စနစ်နဲ့တင်ကြတဲ့စောင့်ကြည့်မှုစစ်တပ်လုံနိုင်တယ်လို့သတိပေးလိုက်တဲ့ကုလဆွေရန်ပြတုပင်စင်ွယ်ဒေါ်လာ380ကျော်မြန်မာပြည်သူတွေကိုတက်ဖြတ်ဖို့စီးဝင်နေတဲ့အကြောင်းစစ်ကော်မရှင်လွတ်ငြိမ်အဓိကခေါင်းဆောင်တွေမပါလို့ နိုင်ငံတကာဖိအားဆက်ရှိနေတဲ့တည်ရင်အတူရောင်ရွေးကောက်ပွဲနီးလာခြင်းဆိုးရွားနေစေစကမရဲ့အင်တာနက်ပိတ်ဆို့မှုအကြောင်းမင်းချန်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းဖြစ်အဖွဲ့9ဖွဲ့နဲ့ဖွဲ့စည်းပြီးစစ်တပ်ကိုပူးပေါင်းတော်လှန်မယ်ဆိုတဲ့တည်ရင်အမျိုးသားအစောင့်တက်ရဲ့တပ်သား2ဦးပြစ်ခတ်ခံရပြီးတော့အမေရိကန်ခလုံကွင်းအလုံးရက်ဆိုင်တဲ့အကြောင်းအဲ့လို တနစ်တာထူကြဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပတည်ရင်တွေကိုတင်ဆက်ပေးထားပါတယ် ဒီရင်တဲ့င်းတွေကိုအရင်ဆုံးရှုစားလိုက်ရအောင်ပါရွေးကောက်ပွဲမှာ electronic စနစ်နဲ့တင်းကျက်တဲ့စောင့်ကြည့်မှုစစ်တဲလုံနိုင်တယ်လို့သတိပေးလိုက်တဲ့ကုလသတင်းနဲ့စတင်လိုက်ချင်ပါတယ်ဆေးအုပ်ချုပ်ရေးအောက်ကနေကျင်းပမဲ့မြန်မာရွေးကောက်ပွဲဟာဘလို့မှလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ဘူးလို့ကုလသမဂ္ဂကပြောကြားလိုက်ပါတယ်စစ်ကော်မရှင်ကမေးရုံတွေမှာ electronic စနစ်နဲ့အကြီးအကျယ်စောင့်ကြည့်ရေးကိုလုံနိုင်တယ်လို့လည်းကုလကသတိပေးလိုက်ပါတယ် စစ်တပ်ထိန်းချုပ်ထားတဲ့ဒီမေးပေးမှုဟာအရက်သားရဲ့အသက်ကို NDA ဖြစ်စင်နိုင်တဲ့ထိန်းချောက်မှုတွေအကြမ်းဖက်မှုတွေအပြည့်ရှိရအခြေအနေမှာလှုပ်ဆောင်နေတာပါလို့ကုလသမဂ္ဂလူ့ခွင့်ရုံပြောရေးဆိုခွင့်ရှိသူ Jeremy Lawrence ကပြောပါရယ်။နိုဝင်ဘာလ28ရက်မနေ့ကကုလသမဂ္ဂရုံဌာနချုပ်ရှေ့ဟာဂျနီဗာမှာသူကသတင်းထောက်တွေကိုပြောသွားတာပါ။ကြီးထွားလာတဲ့လုံခြုံရေးအခြေအနေမကောင်းတာနဲ့အရက်သားတွေကိုကာကွယ်ပေးဖို့အစီအမံတွေမရှိတာကပါဝင်ဖို့ရွေးချယ်သူဒါမှမဟုတ် အတင်းအကျပ်ပါဝင်ကြသူမစ္စန်ဒါရှင်တွေရဲ့ဘေကင်းလုံခြုံရေးအတွက်အစိုးရင်စရာအကြောင်းရင်းတွေဖြစ်လာတယ်လို့လည်းသူကဆက်ပြောပါတယ်ရ ेंजर တမီဂေါ်ရခါနဲ့တရုတ်လူမျိုးအပါအဝင်အထက်ကနိုင်ငံပါတီကြီးတွေအပြင်လူမျိုးစုအုပ်စုအလုံးကြီးပါလဲဒီရွေးကောက်ပွဲမှာပါဝင်ခွင့်မရဘူးလို့လော်ရန့်စ်ကထပ်ပြောပါတယ်တရှိန်ထဲမှာပဲစစ်တပ်ဟာအတိုက်ခံတွေကိုရှာဖွေဖော်ထုတ်ဖို့အီလက်ထရွန်နဲ့စောင့်ကြည့်ရေကိုအကြီးအကျယ်တိုးမြှင့်လိုက်တယ်လို့ ဒါကိုမင်းုံတွေမှာသုံးလာမလားဆိုရဲစိုးရင်မှုတွေလည်းရှိနေပါတယ်လို့သူကသတိပေးပါတယ်ကုလသမဂ္ဂလူ့အခွင့်အရေးရှင်ရဲ့မြန်မာအဖွဲ့ခေါင်းဆောင် James Rudy Harper ကလည်းအဲ့ဒီလိုပဲစိုးရင်တဲ့အကြောင်းပြောပါတယ်ဒီ electronic စောင့်ကြည့်ရဲ့နေပညာကိုလူတွေဘလို့မေးပေးနေလဲဆိုတာကိုစောင့်ကြည့်ဖို့အသုံးပြုမယ်ဆိုတာတကယ့်ကိုစိုးရင်ကြာအချိန်တွေရှိနေပါတယ်လို့သူကပြောပါတယ်ဒါကလူတွေကိုဘသူ့ကိုမေးပေးတယ်ဆိုတာကိုခြေရာခံနိုင်မိရာစစ်တပ်ရောအတိုက်ခံအဖွဲ့တွေကပါ ဖိနှိပ်မှုနဲ့ချိန်ချောက်ခံရနိုင်တာစတဲ့အစိုးရမှုတွေကိုဖြစ်ပေါ်စေပါတယ်။ဒုတိယအနေနဲ့ဆွေရင်ပြည်သူပင်စင်ငွေဒေါ်လာ380ကျော်မြန်မာပြည်သူကိုတက်ဖြတ်ဖို့စီးဝင်နေတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆွေရင်ပြည်သူတွေကလှူဒန်းထားတဲ့အမျိုးသားပင်စင်ရန်မုံငွေအဖွဲ့တွေဟာမြန်မာနိုင်ငံရဲ့တရားမဝင်စေအုပ်စုနဲ့ဆက်နွယ်နေတဲ့ကုမ္ပဏီ12ခုထံအမေရိကန်ဒေါ်လာ484တန်းကျော်ရင်းနှီးမြှုပ်နှံထားတယ်လို့သတင်းရရှိပါတယ်။ဒါနဲ့ပတ်သက်ပြီး Swedish Burma Comedy Justice for Myanmar နဲ့ Fair Finance Guide ကလေးလာတွေ့ရှိခဲ့ကြတာကို JFN ကသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။အမျိုးသားပင်စင်ရမုံငယ်ဖွဲ့တဲ့ဖြစ်တဲ့ AP1, AP2, AP3, AP4 နဲ့ AP7 တို့ရဲ့ Sweden ပြည်သူပင်စင်ငွေတွေဟာအနာသိစစ်တပ်ကမြန်မာပြည်သူတွေအပေါ်ဖိနှိပ်တပ်ဖြတ်နိုင်စေဖို့အတွက်စီးဝင်နေတယ်လို့ဆိုထားပါတယ်။အဲ့ဒီအထက် AP7 အဖွဲ့က မတမာရက်ကုမ္ပဏီတွေထက်အကြီးမားဆုံးယင်းနှိမ့်ငန်းထားသူအဖြစ်ရှိနေတယ်လို့အဖွဲ့၃ခုရဲ့အစီရင်ခံစာတက်တွေရသိရပါတယ်။မြန်မာစစ်တပ်ဟာရက်ဆက်ကြမ်းကြုတ်တဲ့ရာဇဝတ်မှုကြီးတွေအကြမ်းသားတွေအပေါ်လေကြောင်းတိုက်ခိုက်မှုလူအများအပြားကိုနေရဲဆွန့်ခွာစေမှုစနစ်တကျဖိနှိပ်မှုနဲ့ဆိုးရွားနှက်ချိုင်လှတဲ့လူတိုင်းရင်းစာနာမှုအကြက်တဲစတာတွေကို၅နှစ်နီးပါးကြာအချိန်မြင့်ကျူးလွန်နေတယ်လို့ဆိုထားပါတယ်။ဒါပေမဲ့ဆွီဒင် ြစ်သူပင်စင်ငွေတွေဟာစစ်တပ်ထံစစ်လက်နဲ့ရောင်းချနေတဲ့စောင့်ကြည့်ထောက်လင်းဆိုင်ရာတွေကိုကူညီပေးနေတဲ့ဒါမှမဟုတ်စစ်တပ်ကိုဗန်နငွေရင်းမြစ်တွေချဖွဲပေးအပ်နေတဲ့ကုမ္ပဏီတွေထံဆက်လက်စီးဝင်နေစေဖြစ်တယ်လို့အစီရင်ခံစာထဲဖော်ပြထားပါတယ်။ဒါကြောင့် AP Ramway အဖွဲ့ရဲ့အနေနဲ့ဆိုးရွားတဲ့လူခွေရှုဖောင်းမှုတွေမှာကြံရပါအဖြစ်ကနေရှောင်ချဖို့ရင်းနှီးမြှုပ်နှံမှုတွေရုပ်သိမ်းဖို့ JFN နဲ့၃ဘွဲ့ကတောင်းဆိုလိုက်ပါတယ်။ ဆူရင်ပင်စင်ဂျမ်မုံငွေအဖွဲ့ရင်းနှီးမြုံနှံထားတဲ့ကုမ္ပဏီတွေကမြန်မာစစ်တပ်ကိုစစ်လက်နက်ရင်းနှီးနဲ့တပွားတန်းငွေနဲ့စောင့်ကြည့်ထောက်လှမ်းစတဲ့ကဏ္ဍတုံးဖို့အတွက်ပံ့ပိုးကူညီနေရလို့ဆိုပါတယ်။အိန္ဒိယကုမ္ပဏီတွေဖြစ်တဲ့ Bharat Electronics နဲ့ Hindustan Aeronautics ကုမ္ပဏီတို့ကစစ်လက်နက်ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ KDDI နဲ့ Sumitomo တို့ကစစ်အုပ်စုထိန်းချုပ်ထားတဲ့ MPT မိဖက်အနေနဲ့စောင့်ကြည့်ထောက်လှမ်းကဏ္ဍ ထိုင်းကုမ္ပဏီတွေဖြစ်တဲ့ PTT နဲ့ PTT EP အိန္ဒိယကုမ္ပဏီ Jero ကရန်နံနဲ့သဘောတန်းငွေတွေမှာရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြတာဖြစ်ပါတယ်။ပြည်တွင်းသတင်းတွေကိုထပ်မံတင်ဆက်ပေးပါဦးမယ်။စစ်ကွန်မရှင်လွတ်ငြိမ်အထူးခေါင်းဆောင်တွေမပါလို့နိုင်ငံတကာဖိအားဆက်လက်ရှိနေတဲ့သတင်းကိုပြောပြမှာပါ။စစ်ကွန်မရှင်ရဲ့နိုဝင်ဘာလ26ရက်လွတ်ငြိမ်ခွင့်မှာအရေးပါတဲ့နိုင်ငံရေးခေါင်းဆောင်တွေကိုရှန်ထားခဲ့လို့နိုင်ငံတကာဖိအားတွေဆက်ရှိနေနိုင်တယ်လို့ ISP မြန်မာကထုတ်ပြန်ပါတယ်။ မြမရင်နဲ့ပတ်သက်ပြီးနိုင်ငံတကာရဲ့တူညီဆန္ဒတွေထဲလူလူကောင်းဆောင်တော်ဆန်းစုကြည်အပါအဝင်နိုင်ငံရဲ့ကျင်းသားအလုံးပြန်လွတ်ပြီးအလုံးပါဝင်တဲ့တွစ်ဆုံဆွေးနွေးမှုပြုလုပ်ရင်တိုက်တွန်းချက်လည်းပါဝင်တယ်လို့ဆိုထားပါတယ်။နိုဝင်ဘာလ26ရက်လွန်ညင်ကွင်းဟာနိုဝင်ဘာ25ရက်ကမြန်မာရဲ့အပေါ်အမေရိကန်ယာယီခလုံကွင်း KPS အစီအစဉ်ကိုဖျက်သိမ်းလိုက်တာနဲ့စစ်ကောင်မရှင်ရဲ့ဥရောပမဟာမိတ်ဘယ်လာရုစ်တမနာလူကာရှန်ကိုနေပြည်တော်ကိုနိုဝင်ဘာလ29ရက်ကကြောက်လာရတဲ့ဆက်ဆက်နေတယ်လို့ ISP မြန်မာကထောက်ပြထားပါတယ်။ American ဆိုရက TPS အစီအစဉ်ဖြတ်သိမ်းလိုက်တဲ့အပေါ်မြန်မာမှာတရုတ်နိုင်ငံရဲ့အကြောင်းဝင်မုန်းနှံအောင်မြင်တဲ့ပြစ်ခတ်ရဲစေမုံဖြစ်နေရာရွက်ောက်ပွဲအစီအစဉ်တွေရှိနေရတဲ့အရေးပေါ်ကာလပြီးဆုံးလို့နိုင်ငံသားတွေဘေးကင်းစွာနေရပြန်နိုင်တာစရာတွေကိုအကြောင်းပြချက်ပေးထားပါတယ်။ TPS အစီအစဉ်ဖြတ်သိမ်းခံရတဲ့ American ရောက်မြန်မာ6500ဦးကိုပြန်လည်ခေါ်ယူနိုင်ဖို့စီစဉ်နေရလို့လူကာရှန်ကွန်နဲ့ပြုတ်လောက်တဲ့မနေ့ကသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်ဆောင်မင်းအောင်လန်ကပြောတော့ပါတယ်။မေစင်းမှာပိုင်ရဲမေပင်းနဲ့အောင်စီစဉ်ပေးမယ်လို့လည်းသူကပြောခဲ့ပါတယ်။နိုဝင်ဘာလ26ရက်လွန်ညင်ကွင်းမှာ905ကကြင်နဲ့အမုံဖွင့်ခံထားရပြီးတင်းလျှောက်နေသူနဲ့တရားစွဲဆိုခံရသူ9580ကိုအမုံပိတ်သိမ်းကက်ပြီး905ကနဲ့ထောင်ကျနေသူ2362ဦးကိုလွန်ညင်ကွင်းပြုတ်ကက်တယ်လို့ခံဝင်တဲ့942ဦးကိုပြန်လွတ်ပေးခဲ့ပါတယ်။စစ်တပ်အာဏာသိမ်းပြီး9နှစ်နေပါအတွင်း လွင့်ငင်ချမ်းသာကွင်းဆစ်ရှိချင်းကျင်ညာခဲ့ပြီးအကျဉ်သူအကျဉ်သားတသိန်းတသောင်းကျော်ပြန်လွှတ်ခဲ့ရမှာနိုင်ငံအကျဉ်သားတသောင်းခွဲကျော်ပဲပါဝင်လို့နိုင်ငံအကျဉ်သားပါဝင်မှုမှာ73တသမခွန်ရာဂိုင်နှုံးသာရှိတယ်လို့ SP မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဆက်လက်ပြီးအတူတောင်ရွေးကောက်ပွဲနီးလာခြင်းဆိုဝါလာနေစဲစကမအင်တာနက်ပိတ်ဆို့မှုဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လွတ်လပ်ပြီးတရားမျှတရဲ့ရွေးကောက်ပွဲဖြစ်အောင်လုပ်နေတယ်လို့မင်းအောင်လံပစက်ကပြောနေပေမဲ့အတူတောင်ရွေးကောက်ပွဲနီးလာတဲ့အမျှ အင်တာနက်ပိတ်ဆို့မှုကဆိုးရွားနေစေဖြစ်တယ်လို့သတင်းရရှိပါတယ်။နိုဝင်ဘာလဆန်ပိုင်းကဆက်လို့ရေအောက်ဖိုင်ဘာကြိုးတွေပြတ်တောက်သွားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ Wi-Fi အပြင်မိုဘိုင်းအင်တာနက်လိုင်းတွေဆိုးဆိုးဝါးပြတ်တောက်ကျဆင်ခဲ့ပါတယ်။ဒီလိုလိုင်းပြတ်လိုင်းကျမှုတွေဟာနိုင်ငံတော်မှာဒီနေ့အထိမူလအတိုင်းပြန်မကောင်းသင့်ဘူးလို့သိရပါတယ်။ငမန်းကိုက်လို့လိုင်းပြတ်တယ်ပြောပြီးအခုထိလိုင်းတွေကပြန်မကောင်းတော့ဘူး။မိုဘိုင်းအင်တာနက်ဖွင့်သုံးလမ်းမကောင်းဘူး။ Wi-Fi ကပိုဆိုးတယ်လို့ပြည်တွင်းသတင်းထောက်တူကပြောပါတယ်။ ဒီလိုလိုင်းပြတ်တောက်နေရတဲ့ပတ်သက်ပြီးပြည်တွင်းက Wi-Fi ဝန်ဆောင်မှုကုမ္ပဏီတွေလည်းရေရေရာမတိကြပါဘူးလူအသုံးများတဲ့ညနေ9:00နာရီနောက်ပိုင်းတွေဆိုလိုင်းကျနိုင်ပါတယ်ခင်ဗျာဘယ်တော့ပြန်ကောင်းမယ်ဆိုတာပြုပြင်ဖို့အပေါ်မူတည်လို့မသိရသေးပါဘူးလို့ Atom Fiber Internet Operator ဝန်ထမ်းတူကပြောပါတယ်ဒီလို Internet လိုင်းကျမှုတွေဟာ VPN အသုံးပြုရတဲ့အဓိကသက်ဆိုင်နေပြီး VPN မသုံးရတဲ့ website တွေနဲ့ social app တွေဟာ line pay ဆိုခံရမှုတိတိတတ်တိုင်းကျွမ်းလည်လဲရှိရလို့အသုံးပြုသူတွေကဆိုပါတယ် အနာဒိုင်းစစ်တပ်ကစစ်တပ်ခပိုက်ဆောင်ကြန့်ခိုင်ရေးပါတီအနိုင်ရဖို့ဒီလန်မျိုးစုံနဲ့ပြုတ်လုပေးနေပြီးပါတီကောင်းဆောင်ခင်ကြီးကလည်းအနာရလာရင်အင်တာနက်ဆက်လက်ပိတ်ဆို့မယ်လို့ဆိုထားပါတယ်။ပြည်တွင်းထက်ကနောက်ဆုံးသတင်းအနေနဲ့မြင်းချန်ခရိုင်အထူးလှုပ်ရှားစစ်ကြောင်းအဖြစ်အဖွဲ့ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်ပြီးစစ်တပ်ကိုပူးပေါင်းတော်လှန်မှုအကြောင်းပြောပြခြင်းပါတယ်။တော်လင်းတက်တွေအကောင်နဲ့မန္တလေးတိုင်းမြင်းချန်ခရိုင်ထက်ကတော်လင်းတက်ဘွဲ့ခုနှစ်ခုပူပေါင်းပြီးအထူးလှုပ်ရှားစစ်ကြောင်းအဖြစ်ဖွဲ့စည်းလိုက်ပါတယ်။ မြင်းကျန်ခရံအတွင်းပြန့်ကျင်နေတဲ့တပ်ရင်းတပ်ဖွဲ့တွေကစစ်အဖွဲ့ဆောင်နိုင်မှုနဲ့ခရံအတွင်းစစ်အုပ်စုကိုတိုက်ခိုက်နိုင်မှုဒေသအတွင်းကပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုကာကွယ်နိုင်မှုမြင်းကျန်ခရံအထူးလှုပ်ရှားစစ်ကြောင်းကိုဖွဲ့စည်းလိုက်တယ်လို့တော်လင်းတပ်ဖွဲ့တွေကမင်းညပိုင်းကထုတ်ပြန်ကြေညာပါတယ်ဒီစစ်ကြောင်းမှာမြင်းချန်တောင်သာနထိုးကြီးငစွမ်းမြို့နယ်ကဖွဲ့ရဖြစ်တဲ့နထိုးကြီး PDF တောင်သာ PDF နထိုးကြီး Guerrilla Force NGF မြင်းကြံ black tie က MPT one more colon ငစွမ် PDF ငစွမ်မင်းကတက်ဖွဲ့အာမင်တဲပျောက်ကြတက်ဖွဲ့တို့ပူပေါင်းပါဝင်ပါတယ်စိတ်ရဲအရာတော့အများကြီးပေါ့နော်တိုးတက်မှုပြောင်းလဲမှုတွေရှိသွားနိုင်တာပေါ့ကျွန်တော်တယောက်တည်းအာမဟုတ်တော့ဘူးလေလို့မြင်းကြံ black tie ကအဖွဲ့ကောင်းဆောင်ဘိုမိုက်ခဲက MP ကိုပြောပါတယ်စေအုပ်စုကိုတော်လင်ဖို့တဖွဲ့တဲ့တတက်တဲ့တယောက်တည်းအားနဲ့မရပဲစီလုံးမုံနဲ့မှအရှမှဖြစ်တာကြောင့်အခုလိုပါဝင်ခဲ့ရလို့သူကပြောပါတယ် မကြောင်ရင်ချိန်မှာတော့အကောင်းဆုံးအချိန်တွေမြင်ရနိုင်မယ်လို့မျှော်လင့်တဲ့အကြောင်းဘိုမိုက်ခေကပြောပါတယ်။မင်းကြံခေရန်တွင်စစ်ရဲ့ချိန်ပုံမမြင့်တင်မှုနဲ့အာနာရှင်စနစ်အမြင့်ပြတ်ချိန်မုန်းနိုင်ရဲ့အတွက်ညီကိုစိတ်တက်ရေပေါ်ရေပတ်စိတ်တက်တုန်းကပူပေါင်းပါဝင်တိုက်ပွဲဝင်လို့တဲ့တော်လင်းတက်ဖွဲ့တွေကိုလည်းအထူးတက်ဖွဲ့ကဖိတ်ခေါ်ထားပါတယ်။နောက်ဆုံးပြပသတင်းအနေနဲ့အမျိုးသားအဆောင်တပ်သားနှစ်ဦးပြစ်ခတ်ခံရပြီးနောက်အမေရိကန်ခေလုံခွင့်အားလုံးရပ်ဆိုင်လိုက်တဲ့အကြောင်းပြောပြရင်းဒီနေ့အတွက်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုတွေကို အဆုံးတက်လိုက်ပြစီခင်ဗျာအမေရိကန်မြို့တော်ဝါရှင်တန်ဒီစီမှာအမျိုးသားအဆောင်တက်ဖို့ဝင်စစ်သား2ဦးပြစ်ခတ်ခံရမှုဖြစ်ပွားပြီးအနောက်အမေရိကန်ကိုလွန်ဝဲဆိုင်ရာဆုံးဖြတ်ချက်အလုံးကိုချက်ချင်းရက်ဆိုင်မှုထရန့်အစိုးရကအမိန်ထုတ်ပြန်လိုက်ပါတယ်ဒီလိုရဟာအမေရိကန်ပြည်သူတွေကိုကောက်ွယ်ဖို့မရှိမဖြစ်လိုအပ်တဲ့ခြေလှမ်းလို့လဲဆိုထားပါတယ်အမေရိကန်နိုင်ငံသားဖြစ်မှုနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှု USCIS Director Joseph Aslow ကဒီရက်ဆိုင်မှုကိုအတည်ပြုခဲ့ပါတယ် ခလုံးလေး၆တာသူတိုင်းကိုအမြင့်ဆုံးအတိုင်းတာအထိ စစ်စစ်ပြီးလုံခြုံရေးအရာအသေးစိတ်စစ်စင်မှုတွေမပြုတ်လုံးနိုင်မရှင်းဆုံးဖြတ်ချက်တွေမချမှတ်ဖို့အရာရှိတွေကိုညွှန်ကြားထားတဲ့အကြောင်းလည်းသူကပြောပါတယ်။၆တာသူတိုင်းကိုတေချာစစ်စစ်နိုင်ဖို့တေချာတဲ့အထိ DS ဆိုင်မှုကိုဆက်လက်ထားရှိသွားမှာပါ။ American ပြည်သူတွေရဲ့လုံခြုံရေးကအမြဲတမ်းပထမနေရာမှာရှိပါတယ်လို့ Master Slo ကသူ့ရဲ့လူမှုကွန်ရက် X ကနေရေးသားပြောဆိုလိုက်ပါတယ်။ ီဆုံးဖြတ်ချက်ဟာနိုဝင်ဘာလ26ရက်ကသမရအင်ဖြိုအနေဖြစ်ပေါ်ခဲ့တဲ့တိုက်ခတ်မှုအပြီးထွက်ပေါ်လာတာပါဒီဖြစ်စဉ်မှာ2021ခုနှစ်တုန်းကအမေရိကန်ကိုရောက်လာတဲ့အသက်29နှစ်အရွယ်အာဖဂန်နိုင်ငံသားကအနောက်ဘာဂျီးနီးယားအမျိုးသားအဆောင်တပ်ဖွဲ့ဝင်2ဦးကိုပြစ်ခတ်ခဲ့လို့ဆွတ်ဆွဲခံထားရပါတယ်ဒီနေ့ထရန်အုပ်ချုပ်ရေးလက်ထက်မှာမှခေလွန်ကွင်းရရှိခဲ့သူရဲ့ပြစ်ခတ်မှုကြောင့်လို့ ဆွဆွဲထားမှုမှာအသက်20အရွယ်စစ်တီတူတည်ဆုံးခဲ့ပြီးအသက်24နှစ်အရွယ်စစ်တီတူလည်းစိုးရင်ရတဲ့အခြေအနေမှာရှိနေဆဲဖြစ်ပါတယ်။အဲ့ဒီဖြစ်ရနောက်ပိုင်း Trump ကအာဖဂန်နိုင်ငံကုလက်မှတ်ကင်ဆောင်ထားသူရဲ့ဗီဇာထုတ်ပယ်မှုအားချက်ချင်းရပ်ဆိုင်းတာ Biden လက်ထက်ခေလွန်ကွင်းအတီးပြူချက်ရပေးသူတွေကို ပြန်စစ်ဆေးဖို့ကြေညာတာနိုင်ငံစစ်ကိုကူက Green Card ၆ထားသူတွေကို USCIS ကပြန်လည်စစ်ဆေးတာတွေကိုစတင်လှုပ်ဆောင်လာပါတယ်။ NBA တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ NBA ကနေ့စဉ်အကြမ်းမလတ်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, TikTok နဲ့ website စာမျက်နှာတွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ် NBA ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအပိတ်သူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းထူးပဲကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောရေလည်းပြေကြပါစေခင်ဗျာ